အမျိုးသမီးကြီးသည်သူ့ကိုစူးစူးဆိုက်ဆိုက်ကြည်လိုက်သည်။ဒါနဲ့ဆရာရဲ့"ကျမတေလူမျိုးပါမကျက်မမယောဂအသေးတန်ဖြစ်ပြီးအိယာထဲမှာမထနိုင်အောင်ဖြစ်နေရ"ကိုဆရာကဘလူးများသိပြီးလာကူပေးရတာလေဆရာ။အမကြီးရဲ့သမီးလေးကအဲ့ဒီညတကောင်ရံချိန်မှာကျွန်တော်ကိုလာပင်းလို့လိုက်ပြီးကူပေးရပါဗျာ။သမီးလေးကျမရဲ့သမီးလေးကဆရာကိုလာပွင့်နေ။ဟုတ်လားယင်ဆရာ အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမ္မပရနမေကလပ် channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူ MG လှကြီးရေးသားတဲ့ထိုးဆောင်တညရင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာစာသင်ဦးလူကတိတိတသားဖောက်ပြန်လာခဲ့ဒီမှာ၄-၅နှစ်မကရှိလာခဲ့ပါလိမ့်မည်ဒီနှစ်ညရာသီတုန်းကလည်း ခရမ်းလွန်ရောင်ကြီးညွန်ကိန်းအမှတ်ကအမြင့်ဆုံးထိရောက်အောင်ပူပင်ခဲ့သလိုပြီးခဲ့သည့်မိုးရသည့်တုန်းကလည်းမြေပောင်းတရာကျော်အတွင်းတခါမှ မကြုံခဲ့ဘူးသေးသည့်တနေ့လုံးရေကြီးရေလျှပ်မှုမြေပြိုမှုစတဲ့ရေပိသိမ့်မှုကိုခံလိုက်ကြရသည်တို့ဖြစ်၍လည်းဒီနှစ်ဒီကရာသီဥတုဖောက်ပြမှုသည်အဆိုးရွားသောနှင်းဟု ဆိုရလိမ့်မည်ထင်ပါသည်ဤသို့ဆိုရင်ယခုရောက်ရှိနေသည့်ဒီဆောင်းဟိမန်ရာသီမှာရော ယနေ့ဒေါက်တာစိန်သွင်းအိမ်ပြန်အတော်နောက်ကြသည်သူတာဝန်ထမ်းဆောင်ရာတီးသူစေုံကြီး၏ဂျူတီစကားအရခါတိုင်းညနေဆောင် မောင်ရီတန်းတီနှင့်ပြန်ရောက်လေကြဖြစ်တော်လဲဒီနေ့ညနေပိုင်းတွင် အလုတ်တွေကများလွန်လာသည်ယနေ့ညနေပိုင်းမြို့အဝင်တွင်ဒီမြို့သို့လာသည့်ခီးတဲ့တင်မှလုံကားကြီးတစီသည်ပရိပောက်ပြီးအရှိန်လွန်ကလမ်းပေးသို့ထိုးကြသွားရမှစေယုံတို့ရောက်လာတော့ မတည်ပဲကြံစိုးရင်ရမစိုးရင်ရလူနာများရောက်ရှိလာခဲ့သဖြင့်အတော်ကလေးပင်ပန်းလာခဲ့လေ၏တို့ဖြစ်၍အချိန်ကလည်းလွန်နေပြီဖြစ်တော့ကြောင်းခါတိုင်းပြန်ရောက်ပြီဆိုရင်ခုံးစံအတိုင်းညစာမစားမီဝီစကီနှစ်ပတ်ခန့်ကို မော်နေဂျာဖြစ်တော်လဲဒီနေ့ညနေပိုင်းတွင်မူတပတ်ကိုပင်ကုံအောင်မတော့နိုင်လေတော့ပြီအားသာထမင်းကိုလည်းဟုတ်တီပတ်တီမစားနိုင်တော့လောက်အောင်မင်းမောဟိုက်ပင်ပန်းနေလေပြီ အပြင်တွင်စောင်းတွေကမုံတိုင်းငင်ပမာခက်ပြင်းပြင်းတိုက်ခတ်နေသည်နေမုံတိုင်းတိုက်နေသည်လားမဆိုနိုင်ရင်ယနေ့ညပိုင်းသည်အရင်ညတွေထက်ပို၍အင်းနေသည်ကအမှန်ပင်ဖြစ်လေသည်မနေ့ကညကထက်ပို၍ပင်အေးနေသည် လေတို့၏အပူချိန်အားမနေ့ကထက်ပို၍ပင်ကျော်ကြနေသည်အပြင်တွင် တိုက်နေသည့်စောင်းလေခပင်းကြီးအရှင်ရောက်အိမ်ထဲတွင် အလုံးအမင်းအစ်ဆက်ပြီးချမ်းစိမ့်စိမ့်ဖြစ်နေသည် သူထမင်းစားစပွဲမှထားလိုက်ချင်းတွင် ရှင်းလင်းတိမ့်ဆက်ရန်အိမ်ပေါ်မှလေးရောက်လာသည်အိမ်ငန်းထဲသို့ရောက်တော့စောစောကပင်ချမ်းချမ်းစစ်စစ်ဖြင့်ကွေးနေနှင့်မိဖြစ်သောဇနီးတွေကိုပင်နှုတ်မဆက်နိုင်တော့ပဲခွန်းဆောင်သူကြီးကိုလေပင်တိရောက်အောင်ဆွဲ၍ခြုံလိုက်သည် သူအိတ်ချင်လာသည်ခြေလက်တွေမလုတ်ချင်တော့လောက်အောင်င်းမောပန်းနေလေသည် တမရှိကြီးပင့်ရှိုက်၍မှုတ်ထုတ်လိုက်ပြီး အချိန်နှဲငယ်အတွင်းမှာပင်နှစ်ချိုက်ကြီးမွေစွာအိပ်ပျော်သွားလေတော်သည်သူ့အိမ်မှာမြို့အပြင်မကြတကြတွင် ရှိနေသည့်အပြင် ခုချိန်ဒီအေးဒက်ပြင်းထန်လွန်လာသည့်စောင်းညင်ဖြစ်နေလေပြန်၍လည်းည၈နာရီမထိုးခင်ကပင်ပတ်ဝန်းကျင်တွင် လူသွားလူလာဟု၍မရှိတော့အောင်ပင် ရှင်းသွားပြီးတိတ်ဆိတ်၍ငြိမ်သက်နေလေသည် ီနေ့ညတွင်မှ ခွေးတကောင်တလီမြပင်ဥတန်ဟောင်းမန်ကိုမကြားရလောက်အောင်မင်းပဂရိတိတ်ဆိတ်၍ငြိမ်သက်နေလေသည်ညနေလာသည်နှင့်အမျှအေးတက်ထွေးပတ်မှုကပို၍ပင်တင်းကျပ်လာလိုချမ်းချမ်းအေးအေးနှင့်လူတွေအလုံးငြိမ်သက်စွာကိုွေ၍အိမ်မောကြနေပြီဖြစ်တော်လေငြိမ်သက်၍ရက်တန့်ခြင်းမရှိပဲနှုတ်ရှားလက်ပတ်နေသည်ကတော့နာယီလက်တန်များပင် ဖြစ်ပါသည် ဤသို့တိတ်ဆိတ်၍ငိမ့်တက်နေခြင်းတွင် သူ့အိမ်နှင့်မလမကန်တဏှာမှရုတ်တရက်ခွေးတကောင်ဤဟောင်းတန်ကပေါ်ထွက်လာသည်ထိုခွေးသည်မျက်မှောင်ထဲတွင်တစုံတရာကိုမြင်လိုက်ရသည့်အလားဤသို့ထိုး၍ဟောင်းလိုက်ပြီးသည့်နှင့်ဆွဲဆွဲငင်ငင်ဥလိုက်သည့်အတန်ကတဆက်တဲပေါ်ထွက်လာသည်အတဲငယ်၍ကြောက်တဲ့သူများအတွက်ရိုးရင်းချင်စီတဲ့အထိစိတ်သွားစီပြီးချက်သိမ်းဝင်းချင်းများထထွားပွဲရာဖြစ်ပေသည် မကြမီမှာပင်အလင်းစလိုအတွင်ရှိ လူရိတ်တစ်ခုသည်ကြာဤပြာရာအနိုင်လာစွာဖြင့်ဒေါက်တာစိန်သွင်း၏အိမ်စီသို့တရွေ့ရွေ့ရှောက်လာနေသည်။ခြံဝင်းတကားကိုဆွဲဖွင့်လိုက်ပြီးခဏအတွင်းမှာပင်အိမ်ပေါ့ဝါစီသို့ရောက်လာပြီးသည်နှင့်တကားခောက်တံမှာတိုးနေသည်ဖြင့်အိမ်ထဲရှိအိမ်မောကြာနေသူတွေလိုးလာကြဖို့မရှိသေး။တို့ဖြစ်၍လည်း ဒီတစ်ခါတွင်တော့တကားကိုထက်၍ခေါက်လိုက်ပြီးတန်က ပို၍ပြင်းထန်လာသလိုပို၍လည်းကျယ်လောင်လာသည်ထိုတကားခေါက်တန်ခပ်ပြီးမင်းကြောင့်ချက်ကနင်းနိုးလာသူက သူစနီးပင်ဖြစ်သည် သူမကပို၍တေချာအောင်နားဆွင့်လိုက်သည်တကားခေါက်တန်ကခပ်ပြင်းပြင်းနဲ့ကျယ်လောင်စွာအဆက်မပြတ်ထွက်ပေါ်နေစေပင်ဖြစ်သည်ကိုစိတ်နှင်းကိုစင်တဲ့အင်းရှိကတကားခေါက်တန်ကြားတယ် သူဇနီးကအိပ်ပျော်နေသည့်ဒေါက်တာစိန်သွင်း၏လက်မောင်းကိုအသာလှုပ်၍နှိုးရင်းအတိပေးလိုက်သည်။ဟာအချင်းတော်ကြီးမှာကွာလူနာအတွက်လာပင်းတာလည်းမဖြစ်နိုင်ဘူးကွာမိပြုံးကိုနှိုးပြီးထားကြည့်ကြလိုက်စမ်းပါကွာဟုတ်တော့လေဟုတ်ပါသည်ဒေါက်တာစိန်သွင်း၏ဆရာဝန်တက်တန်းတစ်ချောက်လုံးတွင်ဤသို့အချင်းမတော်ညနဲ့တကောင်ဆရာဝန်လာပင်းသည်မျိုးတစ်ချိန်တစ်ခါမျှမရှိခဲ့ဘူးသေးပါမိပြုံးကြီးဟေးမိပြုံးအင်းရှိကတကားခောက်တန်ကြတယ်ဘသူများလဲလို့ အချိန်မတော်လာပြီ note လည်းမသိပါဘူး။ကော်ဖီမေးလိုက်စမအောင်။ဟင်ဟုတ်လားမမဒီအချိန်ကြီးမှာတကားလာဖွင့်နိုင်တာမျိုးဆိုတော့လူစိုးမဲမသိလူကောင်းမဲမသိနဲ့ဖွင့်ပေးကြမှာဘူး။အိမ်မော်မာလေးမိပြောင်းကအိယာမကဘိုကယိုဖယိုဘရဲဖြင့်ထား၍ထိုင်လိုက်ရင်အိတ်ချင်မှုလူဖြင့်တုံ့ပြန်ပြောဆိုလိုက်သည်။ဤသို့အိမ်ထဲမှာပြောတဲ့ဆိုတဲ့များကိုအပြင်းမှတကားအဆက်မပြတ်ခောက်နေသည့်လူရဲ့ကကြားသွားသည့်ဖြင့်အားတက်သရောဖြစ်သွားပုံကြားလေသည်။ဆရာ ဆရာတို့အရှင်တို့ကြားလိုက်ရသည်ကမိမငယ်လေးတယောက်၏အတန်းဖြစ်နေပေသည်သို့ဖြင့်မိပြုံးသည်အိပ်ရာထဲမှလူရဲ၍ထလိုက်ပြီးအိမ်ရှိဝင်ပေါက်တကားစီသို့ထသွားရင်ဟဲ့ဘာတူလဲငါတို့အချိန်မတော်ဘာလို့လာနှုတ်နေရတာလဲကျေးဇူးပြုပြီးတကားဖုံးမိပါရှင်တမီးရဲ့အမေကအသေးအသက်မမမကျန်းဖြစ်နေလို့ဆရာဝန်လာပွင့်နာပါရှင်မနေ့ဆောင်းသားမလာခဲ့ပါလားခလီမရဲ့အခုဆရာကအိပ်ပျော်နေပြီနှုတ်မပေးခြင်းဘူးကွဲ့ မနေ့မှဆိုရင်တမီးရဲ့အမေအသက်မီမှာမဟုတ်တော့ဘူးအမရဲ့ကျေးဇူးပြုပြီးတမီးကိုကူညီပေးပါနော်တကားဖွင့်မပေးတဲ့ဖြင့်မမြင်ရသောထိုမိန်းမငယ်ကလေးအတန်ကတိမ်ဝင်သွားသည်ဒေါက်တာစိန်သွင်းသည်မိပြုံးနှင့်အိမ်ပြင်ကကောင်မလေးတို့အပြန်အလှန်ပြောနေကြသည့်စကားသံများကိုကြားလိုက်ရသဖြင့်ဟေးမိပြုံးဘာလဲလေကွာဘာသူရဲ့လေကွာကောင်မလေးတယောက်ပါဆရာသူ့မိအသေးအံဖြစ်နေလို့ဆရာကိုဆရာဝန်လာပြင်တာပါတဲ့ ဆရာဝန်လာပြီဆိုသဖြင့်ဒေါက်တာစင်သွင်းသည်အိယာမှအောက်ကနေထလိုက်သည်လူနာအတွက်လာပြင်းသည်ဖြစ်၍လည်းမဖြစ်မနေလိုက်ကိုလိုက်သွားရပေလိမ့်မည်ဒီလိုအချိန်မျိုးတွင်သူ့ကိုအာဂုတကြီးလာပြင်းသည်ဆိုသဖြင့်လူနာ၏အခြေအနေကိုရိပ်စားမိလိုက်သည်ဤသို့မိမိကိုအာဂုတကြီးလာပြင်းသည့်အခါဆရာဝန်ဟူသည်နိညင့်အချိန်ရွေးနေစရာမလိုထိုလူနာအားရန်သူမိတ်ဆွေဟူ၍ခွဲခြားနေစရာမလိုစင်ရဲချမ်းသာလူတန်းစားခွဲခြားနေကြမလို့ လူနာအသက်ရှင်စေဖို့အနာရောဂါသက်သာကြွားစေဖို့ဒါလျင်ဒေါက်တာစိန်စင်သာမဟုတ်ဆရာဝန်တိုင်းဤခံယူချက်ပင်ဖြစ်ပေသည်ဒီချိန်တွင်လူနာစီတို့အမြန်ဆုံးရောက်အောင်တွားဖို့ကလွဲ၍သူ့အတွက်ဘာမှအရေးမကြီးခြင်းဒေါက်တာစိန်စင်သည်အနှွေးရည်ကိုကောက်ပလိုက်ပြီးအိတ်ခမ်းထဲမှထွက်၍ဆေးကုကန်ထဲမှဆေးအိကိုဆွဲယူလိုက်သည် သူ့နေဖြင့်ဤသို့တကူးတကန့်လာပင်းသည့်လူနာတစ်ချိန်တစ်ခါမှ မရှိသေးသည့်တိုင်အောင် စေတက္ကသိုလ်တက်ဆင်နောက်ဆုံးနှစ်တွင်ဆရာများဤမှာကြကြအရာစေအိတ်ကိုအမြင်အစင်သင့်ပြင်နာသူဖြစ်လေသည်တကားကိုဖွင့်လိုက်ပြီးနှင့်ခက်ပြင်းပြင်းတိုက်ခတ်နေသောစောင်းလီအေးကသူ့မျက်နာကို ခက်ကြမ်းကြမ်းရိုက်ခတ်လိုက်သည် အပြင်တွင်ရာသီဥတုကအတော်လေးကြမ်းတမ်းဆိုးရွားနေစေဖြစ်သည် အချိန်မတော်သူ့ကိုလာပင်းသည့်ကောင်မလေးကိုကြည်လိုက်သည် ထိုကောင်မလေးသည် အသက်73နှစ်ခန့်မြသာရှိသေးပြီးအတော်လေးစင်ရင်နွမ်းပါးပုံလဲရှားလေသည် ဆယ်ကျော်သက်အရွယ်အဖြူပေါ်ဝင်စားကလေးဖြစ်လေသည်။ကြာရှည်စွာမဖိမတင်မဲထားသည့်အပြင်စီနှင့်ဝေးနေသည်မှာကြာပြီဖြစ်သည့်သပင်များမှာနှင်းရည်များဆိုလုနေသည်။ဝှထားသည့်အနက်ရောင်အနှွေးတွေမှာလည်းအဖာထင်းများဖြင့်ပွာနေပြီးစုပ်ပြဲ့၍နေသည့်အပြင်ရွှွန့်ရည်ရည်ဖြင့်လည်းပေကျန်နေလေသည်။ကောင်မလေးသည်မောဟိုက်နေပုံရလေသည်။လက်ကလေးကိုပိုက်၍ခရွရွအနေထားကိုဆောင်ရက် အာကိုတကြီးတောင်းပန်တူရှုသည့်အတန်ဖြင့် ဆရာရဲ့သမီးရဲ့မိမိကအသေးအတန်မနေမကောင်းဖြစ်နေလို့ပါမိမိကိုလိုက်ကြည့်ပေးပါလားဆရာရဲ့နော်ဆရာအေးပါကွာဆရာမင်းရဲ့မိမိကိုလိုက်ကြည့်ပေးပါပါဆရာကဘယ်ထိလိုက်ရမှာလဲကွာမြို့သားရဲ့အရှိနန်းကလေးချောင်းဘက်မှာပါဆရာကဲကလေးမဆက်ကဲဝတ်တက်ဒါမှမြင်မြင်ရောက်ပါကောင်မလေးကသူ့နောက်မှာတင်ပလွဲထိုင်ရင်းလက်ကလေးနှစ်ဖက်ဖြင့်သူ့ခါကို ဖတ်ထားသည်ချမ်းလို့တဲ့ဖြင့်ကောင်မလေးကမြခိုက်ခိုက်တုံနေရှာလေသည် ဒေါက်တာစိန်သွင်းဒီအနွေးရည်ထူးထူးဝတ်ထားတော့လဲကောင်းမလေးဤခန္ဓာကိုယ်မှာရေခဲတုံးပမာသူ့ကြောပြင်ကိုဖိကတ်တာသဖြင့်အီအီတဲ့ဒီအသားထဲအထိစိတ်ဝင်သွားသည်သာမကယူရင်းချင်းစီတဲ့အထိတိုင်အောင်စိတ်ဝင်သွားလျော်သလားဟုထင်လိုက်မိကြမှာပင်စက်သိမ့်မွေးခြင်းများထသွားမိလေတော့သည်ခိုကတုတ်တန်ရဲ့အရှိမလားကလေးမဟုတ်ပါရဲ့ဆရာဆရာစီကိုအမြန်ရအောင်တမီးအဲ့ဒီတုတ်တန်နေကဖျက်ပြီးလာခဲ့တာပါဆရာတမီးရဲ့မိမိအသက်မီအောင်လို့ပါ လမ်းအတိုင်းသာလာခဲ့မယ်ဆိုရင်တော့အတော်ဝေးတယ်ဆရာဟေးဘလို့ဘာပြောတယ်မြင့်ဆရာစီကိုခုလိုညနေတကောင်အချိန်ကြီးတောက်တန်နေကဖြတ်လာခဲ့တယ်ဟုတ်လားကွာဒီကလေးမလေးအပြိုဖြစ်တော်မူကလေးမလေးသူမဤမိခင်အသေးအံခံစားနေရသည့်ယောဂဝေဒနာကိုကုသပေးမည်ဒေါက်တာစင်သွင်းရှိရာသို့ခုလိုညနေတကောင်အချိန်တွင်ဆူရပြင်းထန်လာသည့်ဆောင်းရသည့်အီးရန်ကိုအန်တူ၍အရောက်လာနိုင်သည်ထားအောင်နော် ယောက်ျားချင်းမကြီးများဒီပင်လင်ခုလိုအချိန်မျိုးတွင်စိတ်ကူးတဲ့သူပင်မထည့်ရသည့်ဒီတုတ်တံမြေကိုအနည်းဆုံးဖြက်လန်းဖြင့်အသုံးပြု၍သူ့အိမ်ရှိရာသို့အရောက်လာရသည့်မိတော်မလေး၏ရေစံတတိတီကမကြီးနိုင်လောင်အောင်မင်းရှာမရှာလွန်လှကြည်သည်။ကမာလေးကစိုက်ကဲနောက်မှနေ၍သူ့ခါကိုရေခဲတမျှအေးဆက်လွန်လာသည့်လက်ဆုံဖြင့်ဖတ်ထားရင်းညာကွေဘေချိုးတဲ့တဲ့မောင်ဟု၍လမ်းညွန်သွားလေရာ မကြခင်မှာပဲအင်ကြီးခက်ကြဲကြဲရှိပြီးဆင်းရဲသားရက်ွက်တစ်ခုအတွင်မှလူနေပုံမရသည့်ခြေရန်ရှိအင်ကြီးစီတို့ရောက်သွားလေတော့သည်ထိုအင်ကြီးတွင်လူတယောက်မျှရှိပုံမပေါ်ခြင်းအိမ်တော်ပြည်ပေါ်ကပစ္စည်းဆိုရည်လဲဘာဆိုဘာမှ မရှိသည်လက်နိုင်တမီအောင်ဖြင့်နေနေရသည့်နိုင်ငံများသားမကအိမ်မိုးတွတ်ပြားများပေါ်တွင်မှခြောက်ကပ်၍ကန့်ညိနေသည့်ဖြင့်ရည်ကြီးရေရှမ်းစကဲစဉ်ကထိုတိမ်လုံးရေမြုပ်သွားခဲ့ပုံရလေသည် ခိုးရင်ကြီးတဲ့တွင်လူတယောက်မျှရှိဖို့မပေါ်ခြင်းအိမ်တော်ပရိဘောကပစ္စည်းဆိုရလေဘာဆိုဘာမှ မရှိခြင်းလက်နှိတ်တမီးရောင်ဖြင့်မြင်နေရသည့်နယံများတွင်သာမကသူ့မိုးပြားများပေါ်တွင်မှရည်ညီများကန့်ညီနေသည်ဖြင့်ရည်ကြီးရည်ရှမ်းခဲ့စဉ်ကထိုတိမ်လုံးရိမ်မြို့သွားခဲ့ပုံရလေသည်ဒေါက်တာစိန်သင်သည်ကောင်းမလေးကိုလက်နှိတ်တမီဖြင့်ပြ၍ရှေ့မှသွားစေသည် အခန်းကန်ရှိတွင်ဘက်ထရီသုံးပြီးအောင်ခမငင်လေးလင်းနေသည့်အခန်းပေါ်ဝါတစ်ခုကို မြင်လိုက်ရသည်ထိုကန်းထဲသို့ဝင်လိုက်သည်နှင့်ကုတ်ပြက်ခန်းထဲနေပေါ်တွင်နာမကျန်းဖြစ်နေသည့်အသက်40ခန်းရှိအမျိုးသမီးကြီးတစ်ဦးသည်ကျင်းတန်သည့်ယောဂဝေနာကိုခံစားနေရဟန်ဖြင့်လူလိမ့်ကားညှိတွားနေလေသည်အဖာအထေအစွန်းအင်းများဖြင့်မြစ်ပင်နေသောဂုံးဆောင်ကို ချုပ်၍ကျိတ်မိတ်ကားအားကိုတင်း၍ ဝေဒနာခံစားနေရရှာဒီကိုဒေါက်တာစိန်သွင်းကကြည်နေရင်မှာပင် သူ့ရင်နဲ့စိုးနဲ့ကြေခွဲသွားမိလေတော့သည်အမကြီးခမရဘလို့ဖြစ်ရတာကြာဘလို့ခံစားနေရလဲကျမအရင်တွေကြက်လိုက်တာအသက်ရှူရတာလဲမရတစ်ချက်ရတစ်ချက်နဲ့ပြင်ပန်းလိုက်တာဆရာရင်ကျမကျမမနေရတော့ဘူးထင်ပါရဲ့ဆရာစိတ်မလျှော့ပါနဲ့ဗျာအာတင်းနာမှာအမကြီးရဲ့အခုခမရခံစားနေရတဲ့ယောဂကိုပျောက်ကင်းအောင်ကုပေးဖို့ကျွန်တော်ရောက်လာပြီပဲဗျာ ူနာအမျိုးသမီးကြီးကမိန်လဲ့နေသည့်မျက်ဝန်းစုံဖြင့်ဒေါက်တာစိန်သွင်းကိုအားကိုးတကြီးဖြင့်ကြည်လိုက်သည်သူကဝေနာရှင် အမျိုးသမီးကြီးကို အသေးချာပင်စမ်းသပ်စစ်ဆေးလိုက်သည် သူရောက်မလာသေးခင်အချိန်ထိလောကဝေနာကိုအလူးလဲခံစားခဲ့ရသည်ဖြစ်တော်လဲသူနိုင်ွက်ခန့်ဆော၍အချိန်မီရောက်လာခဲ့ခြင်းကပင်လင်းထိုအမျိုးသမီးကြီးကို ကုသိုလ်ကံကမျက်နှာသာပေးခဲ့ပါလိမ့်မည် နောက်နိုင်ဝက်ခန့်အကြရင်စိုးရိမ်စရာ မရှိတော့တော့လဲပို၍စိတ်ချရလေအောင်အပိစကားတွေပြောရင်စိတ်ထက်ထိုးပေးခြင်းအားစေတွင်ပေးခြင်းအပိစကားများပြောပေးနေခြင်းတွင်သူမ၏ယောဂဝိညာဉ်ကထက်၍တိုးမလာတော့ဘဲရက်တန့်သွားလေတော့သည်စားစေတောက်စေးများကိုမြည်သည့်ချိန်တွင်မြည်တို့မြည်ပုံတောက်ရံများကိုအသေးချာပြောပြပြီးတရက်စာကိုပင် အပူဆောင်၍ပေးခဲ့သည် သူပြန်ကန်နေနှုတ်ဆက်သည့်အချိန်တွင်လူမမာမျိုးသမီးကြီးသည်ခြေဆုတင်ဝမ်းသာလွန်းသဖြင့်မျက်ရည်များဖြန်ဖြန်ကျလျက်အိတ်နေရင်းမှပင်လက်အုပ်ချီ၍ကတော့ရှာလေတော့သည်လူမမာကိုဂရုစိုက်ရန်အချိန်မမှန်စေးတိုက်ပေးရန်သူ့ကိုဆရာဝန်လာပင်သည့်ကောင်မလေးအားအသေးချာမှာခဲ့ရပေုံမည်လောလောဆယ်အနေဖြင့်ဒီကောင်မလေးသည်သာ လူမမာအတွက်အဓိကတာဝန်ရှိသူပင်ဖြစ်နေပေသည် သို့သောသူ့စိုက်ကဲယထာတိနေရာသို့ရောက်လာခဲ့သည့်အချိန်ထိထိုကောင်မလေး၏အရေးရောင်များပင်မမြင်ရသဖြင့်စိတ်ထဲတွင်မကြေမချမ်းဖြစ်သွားမိသည်လူမမအားစမ်းသက်စစ်ဆေးပြီးစစ်ကုစစ်တိုက်ပြီးအားပေးစကားများပြောနေခြင်းတုန်းကလည်းဒီကောင်မလေးသည် မိခင် လူမမကြီးအနာတွင်ရှိမနေသည့်ကိုတတိပြုလိုက်မိသဖြင့်ခုမှပင်ပို၍မကြေမချမ်းဖြစ်မိလေပြန်တော့သည် ယောဂဝိညာဉ်ကိုသေကောင်ပေါင်းလဲခန့်စားနေရရှာသည်နှင့်မိခင်ကြီးကိုပြစ်ထားပြီးညနေတကောင်ဘဲကိုများလျှောက်သွားနေပါသည်စဉ်းစားမိရင်စိတ်ထဲတွင်ဒေါပွားခြင်းတလူလူဖြစ်သွားမိသည်သမားလေးနေဖြင့်သူ့ကိုသူမ၏မိခင်၏အခြေအနေနှင့်ပတ်သက်ပြီးမေးဆန်းတင်သည်ခုတော်မူဒေါက်တာစိန်သွင်းအိမ်သို့အပြန်ခီးတွင်ယာတိဥဒုကဆူရွာပြင်ထန်နေကြပင်ဖြစ်လေသည် ထူထပ်စွာကြာစင်းနေသည့်စီးနင်းများကြောင့်ဆိုက်ကယ်မီးရောင်ကခက်ဝဲဝဲသို့အထွန်းဖောက်နိုင်သဖြင့်ခက်ဖြည်းဖြည်းပင်မောင်းလာခဲ့ရပေသည်။အိမ်သို့ပြန်ရောက်လာချိန်တွင် မနက်၂နာရီခွဲမြပင်ရှိနေပေပြီ။သူဇနီးနှင့်အိမ်ပေါ်မှလေးတို့သည် မအိတ်ကြသေးပဲသူအိမ်ပြန်လာကိုစောင့်ရွေနေလေသည်။အုံရခန့်အကြားတွင်ထိုနေ့ကညာကြီးမင်းကြီးအချိန်မတော်သွား၍ကုသပေးလိုက်ရသည့်လက်လုံလက်စားစင်ရသာရက်ွက်မှလွန်စွာစင်ရဲမွေတည်လာသည့် ထိုမျိုးသမီးကြီးကိုဖြတ်ခနင်းတတိရလိုက်မိသည်သူကိုဆံဝင်လာပြည့်သည့်ကောင်မလေးတီလဲနောက်ထပ်ပေါ်မလာတော့ခြင်းအရေးရောင်မင်းမမြင်မတွေ့တော့သဖြင့်စိတ်ထဲတွင် ကတိကအောင်ဖြစ်သွားမိပြန်လေသည်တကယ်ဆိုရင် ထိုကောင်မလေးနေဖြင့်သူမ၏မိခင်လူမမာကြီးအခြေအနေနဲ့အကျိုးကြောင့်ကိုနာပြောဖို့ပင်မရပါလားဒါမှလည်းနောက်ထပ်တစ်ချိန်သို့မဟုတ်နှစ်ချိန်မျှပြန်လဲကုသမှုမျိုးပြန်လဲပေးနိုင်ပေလိမ့်မည် ို့ဖြစ်၍ထိုလူမမာ၏အချိန်နှင့်အဆိုးကောင်းနှင့်အချိုးကြောင်းကိုသိလိုသည်သဖြင့်လဲတွား၍ကြည်ရပေလိမ့်မည်။ပြီးတော့လဲစင်းရဲမွဲတည်နွန်လာသည့်ထိုသားမိကိုမိမိတဆွမ်းနိုင်သမျှငွေကြေးနိုင်ငယ်ကို ပေးကမ်းထောက်ပံ့ရန်လဲစိတ်ကူးရှိသားပြီးသားဖြစ်လေသည်။တို့ဖြစ်၍လူမမာကိုတွားကြည့်ရင်စိတ်ကိုစိုက်ခဲ့ဖို့တင်ပြီးတွန်းထုတ်လာသည်ကိုမြင်လာရသည်နှင့်သူဇနီးကကိုစိန်တွင် ရှင့်ဂျူတီချိန်ကနေလည်မှာမဟုတ်ဘူးလားအခုပဲသွားမလို့လဲ ိုတနည်းညာကတွက်ကူပေးလိုက်တဲ့လူမမအချင်းတွေကိုတွားကြည့်မလို့ပါကွာဒေါက်တာစိန်တင်နေဖြင့်ထိုနေ့ညနေတကောင်ရန်ချိန်ကသူ့ကိုလာပင့်သူကောင်မလေးလမ်းပြမှုကြောင့်တစ်ခေါက်တည်းသာတွားခဲ့မှုသည်ဖြစ်တော်လဲထိုလူမမအမျိုးသမီးကြီးနေသည့်အိမ်ကိုအခက်အခဲမရှိရောက်သွားလေသည်ထိုခြေရန်ချိန်အင်ကြီးပေါ်သို့တက်ခဲ့ပြီးဖွင့်နာသည့်အခန်းဝါသို့ရောက်သည်နှင့်ခေါင်းပြူပြီးကြည့်လိုက်ရာအိယာဘော်တွင်ထိုလူမမအမျိုးသမီးကြီးကိုမတွေ့လိုက်ရသဖြင့်စိတ်ထဲတွင်ထင်ငနေဖြစ်သွားသည် ဆိုင်နေတဲ့ကုပစ်ပေါ်ရင်အိယာကိုတက်ရက်စွာခောက်၍တိန်နာသည်သူကုသပြီးခဲ့သည့်ထိုလ်လူနာသည်တင်းညာတည်သွားပြီလားဟုတွေးလိုက်မိပြီးဒီကုလုံးတောင့်တင်းသွားမိလေသည် ထိုနေ့ညကသူကုသပြီးနေစဉ်အတွင်းထိုမျိုးသမီးကြီးယောဂါမှာတက်တာသွားခဲ့ဒီမှာမှန်တော်လဲအစိုးမရသည့်အနတ္တသဘောကြောင့်ခန္ဓာကိုယ်ကြီးသည့်၎င်းကံကြမ္မာ၏အချိန်တန်၍ဆေးရောက်လာသည့်တင်းနေကိုဤသူကားမြကြိုရိပ်မတိနိုင်ရက ်လွန်ခဲ့သည့်ရက်ကထိုလူမမာမျိုးသမီးကြီးတည်ဆုံးသွားသဖြင့်အိမ်ကြီးချင်းများကနေချင်းပင်အတုပချလိုက်လေရောသလားအတုပနိုင်ရင်ဖြစ်နေရင်ရက်လေတရားနာကိစ္စအတွက်အိမ်မော်ရင်သို့မဟုတ်ထိုအိမ်ကြီးပတ်ဝန်းကျင်နဲ့လည်းအိမ်ဒီနာချင်းမိတ်ဆွေတင်ကားအချို့တို့ရှိနေကြရပါလိမ့်မည်ယခုတော့မူလူရိပ်လူရောင်ဟူ၍ပင်မမြင်မတွေ့ရသဖြင့်စိတ်ထဲတွင်မတင်မကြတန်တရာဖြစ်နေမိစဉ်တွင်ဖြေကားပေါ်သို့တက်လာသည့်ခြေတံကိုကြားလိုက်ရသဖြင့်တဲ့ကြည့်လိုက်ရ။ ်ထိုနေ့ရက तू စေကုပေးလိုက်တဲ့အမျိုးသမီးကြီးပင်ဖြစ်နေသည်သူမသည်ထူးထူးတောင်းတောင်းရှင်းရှင်းလန်းလန်းဖြစ်နေသည်အမျိုးသမီးကြီးသည်ဒေါက်တာစိန်သွင်းကိုမှတ်မိသွားပုံရသည်ပြီးတော့မျက်ရည်များစီးကျလာသည်ဘာဖြစ်လို့ငိုနေရတာလဲအမကြီးရဲ့ခမရကောင်းကောင်းကျမ်းမာသွားပြီပဲအမျိုးသမီးကြီးသည်သူ့ကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်သည် ဒါနဲ့ဆရာရဲ့ကျမတေလူမျောပါမကြက်မမယောဂအသေးတန်ဖြစ်ပြီးအိယာထဲမှာမထနိုင်အောင် ဖြစ်နေတာကိုဆရာကဘလို့များသိပြီးလာကူပေးရတာလဲဆရာအမကြီးရဲ့သမီးလေးကအဲ့နေညတကောင်းရံချိန်မှာကျွန်တော်ကိုလာပင်းလို့တိုက်ပြီးကူပေးရပါဗျာသမီးလေးကျမရဲ့သမီးလေးကဆရာကိုလာပင်းနေဟုတ်လားယင်းဆရာအမျိုးသမီးကြီးကသူ့ကိုပြန်မေးရင်ညနာညိုကြသွားသည်ပြီးတော့အခန်းပဝါကနိုင်ရန်တွင်မှန်ပေါင်းသွင်း၍ချိန်ထားသည့်ဓပုံကိုလက်ညှိုးထိုးပြရင်သူ့ကိုပြောရလားဆရာ သူကဆရာကိုတကယ်ပဲလာပင်တာဟုတ်လားဆရာကစားစိန်ကနေထိုတပ်ပုံကို ကြည်လိုက်ရဟုတ်ပါသည်ခိုးကမလေးပင် ဖြစ်ပါသည် သူကလေးမျက်နှာကို အသေးချာပင်မှတ်မိလိုက်ပါသည် အမျိုးသမီးကြီးဤမျက်လုံးစုံမှမျက်ရည်ဦးများလှိမ့်စင်း၍ကြာလာပြန်သည် ဟုတ်တယ်အဲ့ဒီအမကြီးရဲ့သမီးလေးကကျွန်တော်ကိုလာပင်တာပါပဲဗျာဘာဖြစ်လို့လဲဗျာ အဲ့ဒါကျမရဲ့တူတီတော်ဖာကဆိုးသမီးလေးကလွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကတွေးလွန်တဝေးဖြစ်ပြီးစေးုံတင်လိုက်ပေမဲ့မရပါဘူးဆရာရင်သမီးလေးဆုံးသွားရှာပါပြီဆရာသူကျမကိုပြစ်သွားတာနှစ်နှစ်ရှိသွားပါပြီဆရာရင်ဗျာဘလို့ဒီကောင်မလေးကတီးပြီးပြီဟုတ်လားဒေါက်တာစိန်တင်ဒီထိုးမျိုးသမီးကြီးထံမှမမျော်လင့်မဲကြားလိုက်ရသည့်ထိုးစကားကြောင့်မယုံနိုင်လောက်အောင်မင်းဖြစ်သွားသည်လားမကကြောယုတ်တလျှောက်ယူရင်းချင်စီအထိစိတ်တက်သွားလေတော့သည် ်ပြီးတော့ထိုကမာလီပြောခဲ့သည့်စကားကိုပြန်၍ကြားရောင်မိသည်ဆရာစီကိုအမြန်ရောက်အောင်အဲ့ဒီတုတ်တန်တွေကဖြတ်ပြီးလာခဲ့တာပါဆရာဒူတာစိန်သွင်းအားကောင်းပါလေပုံရိပ်ကတမီးရဲ့မိကိုကျမ်းပါလာအောင်စိတ်ကူပေးလို့ဆရာကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ဆရာရင်တမီးတို့ကဆရာမြင်တဲ့အတိုင်းစင်ရဲလုံးအားကြည့်လို့ဆရာကိုငွေကြေးနဲ့မကတော့နိုင်တာကိုတော့ခွင့်လွတ်ပါတော့ဆရာဟုပြောနေပြီးတကယ်တော့ဒေါက်တာစိန်သွင်းဤစိတ်ထဲမှာကြားရောက်မိလိုက်တယ်လို့ရှင်နှဲမှလည်း နင့်ကနေနေအောင်ခန်းစားလိုက်ရလေသည်ဇလန်းလေးကတော့ဤမြန်မာပဲပြီးဆုံးသွားပြီ ဖြစ်ပါရခင်ဗျာယခုဇလန်းလေးကိုရေးသားသူစာရေးသူ MG လှကြည်ကိုလည်းကာရဝပြုကျေးဇူးတင်ရှိရသလိုဇလန်းလေးကိုပြီးဆုံးသည့်အထိနားဆင်ပေးသူအပေါင်းကိုလည်းကျေးဇူးတင်ရှိရပါရခင်ဗျာ